အားလုံးပဲမင်္ဂလာပါများဆိုင်းလန်တဲ့ထလာမပြန်လဲကျူဇော်လိုက်ပါရခင်ဗျာအခုတင်ဆက်ပေးမယ့်ရုပ်သံဗီဒီယိုဖိုင်လေးကတော့မန်လေးပါ W Cycle တွေအိမ်ထဲဒီဝင်မဖမ်းဖို့ ਨੇ ဘုံကြီးကအစ်စ်ဆိုရင်မဖမ်းမှုဆိုတဲ့ပေါကူတော့ပြောလာတဲ့ရုပ်သံဗီဒီယိုဖိုင်လေးကိုတင်ဆက်ပေးလိုက်ပါရခင်ဗျာဒီမှာပေါကူတော့ဘုံကြီးရအဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီးမာရီဘလိုပြောဆွေးနွေးတယ်လဲဆိုတော့ကိုအားလုံးဝင်ရောက်ကြည့်ရှုလေးလာသုံးသက်ဝေဖန်ပေးကြပါအောင်ခင်ဗျာအားလုံးကိုလည်း Silent တဲ့ထလာမအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ ဘာပြောချင်တာလဲဆိုလို့ရှိရင်ဒီနေ့ဆိုရင်10ရက်ဟောလာပါ2025ဘာပြောချင်တာလဲဆိုလို့ရှိရင်တော့ဥပဒေကိုမျိုးဝဲမကြလိုက်နာတယ်ဆိုပြောရမှာပဲเนาะဒါကျွန်တော်တို့အလုံးဒီမှာပဲเนาะဘောကရဲ့ဒီလောက်ကပေါ့ငါလာပါရင်ဘာကြောင့်ကြီးကနေမှာဥပဒေထုတ်ပြန်လိုက်တယ်ဝတ်တော့ကားတွေဖမ်းရမယ်ဝတ်တော့ဆိုင်ကလေးဖမ်းရမယ်ဆိုပြီးမှထုတ်ပြန်လိုက်တယ်သို့ပါဦးအောက်လက်လက်သားတွေလည်းဝန်ထမ်းဌာနဆိုင်ရာဝန်ထမ်းတွေလည်းကြည့်ကြည့်ရမယ်ဆိုပြောရမယ်ဆင်ပါเนาะဝတ်တော့ဆိုင်ကလေးဝတ်တော့ကားတွေဖမ်းရတာဘယ်လိုကြမ်းနေရလဲ ောက်ဆုံးလမ်းပေါ်မှာမတွေ့တော့အပြင်အိမ်ထဲတောင်ဝင်ဖမ်းတဲ့အဆင်ပြေအပြင်ကြီးတွေဝင်ပဲဆိုလို့ရှိရနော်အိမ်ထဲတောင်ဝင်ဖမ်းတဲ့အဆင်ဥပဒေလိုက်နာတာလိုက်နာတာအဲ့လိုမျိုးမှန်းလို့ဥပဒေစဉ်းစားလိုက်တယ်ဟာမကျိုးဟာလို့အဲ့လိုမျိုးလိုက်နာတယ်လို့မျိုးရှေးတန်းသွားဖို့ရှေးတန်းနဲ့ဖွက်တဲ့အခါမှာပဲလို့ဒီဟိုကနော်နေရာကောင်းမရဘဲနဲ့ငါတာဝန်ကျရင်သွားရမယ်ဆိုတဲ့ပုံစံမျိုးနဲ့ခြေထမ်းမှန်သွားရင်ဘယ်တော့မှကောင်းလိုက်မလဲခြေထမ်းမှန်ဒီလိုမျိုးမှကာကြုတ်ကြည့်စကားကိုမျိုးမမကြနားထောင်ရင်လို့ ငါတို့တွေဒီလိုပါစရာအကြောင်းမရှိဘူး။နေနေလေးပေါ့နော်စဉ်းစားလိုက်တာစဉ်းစားလိုက်တာဦးမင်းကကျွန်တော်တို့စဉ်းစားကြည့်တယ်ဟာ။ဘယ်ဟန်အိမ်ကြီးလေးဝင်ဖမ်းတော့ဒီဆိုင်ကလေးအစုပ်ဆိုင်ကလေးတန်တာမှတုံးသိမ့်မတန်တဲ့ဆိုင်ကလေး။ဆောင်းတလမကြသေးခင်ဓာငွေတုံးသိမ့်တန်တယ်။အဲ့တော့သူကတနေ့လုံးမှတနေ့စားရတာဆိုင်ကလေးအစုပ်ဘယ်သူကဓာငွေတုံးသိမ့်တန်နိုင်မှာတော့။အဲ့တော့ဦးစင်းတို့ကပြောကျင်တယ်ဌာနဆိုင်ရာတကာကြီးတွေကိုအိမ်ထဲတွေတော့ဝင်ဖမ်းကြပါနဲ့ဗျာ။အိမ်ထဲတွေတော့ဝင်မလုပ်ကြပါနဲ့လို့ပဲဦးမင်းကမိသားရိုက်ခတ်ကျင်တယ်။အရှိစင်းရသားတွေနော်။ဘယ်သူမှဝတ်တော့ဆိုင်ကလေးမစီကျင်ဘူး။ လမ်းပေါ်ထွက်ထားလမ်းပေါ်ထွက်လာလို့ခန်းတာကတော့တမျိုးပေါ့နော်ရက်ကွက်တွေတဲ့ဟွာတွေတဲ့ဖန်ဟုတ်လားနောက်တစ်ချက်ကဘုံကြီးဝတ်တော့ကားတွေဒါကတော့ဥစဉ်ကဘုံကြီးဝတ်တော့ကားတွေနဲ့ပတ်သက်ပြီးဒါကတော့ဥစဉ်ကဖြစ်ဆွတ်ပြီးပြောချင်တယ်တန်တော်တန်ကတော်တွေမျက်တွေလဲတပီတော်ဘက်ကမှိုင်းရင်လဲဒါဝင်ချတောင်းမှန်ပါလေဗျာတပီတော်ကတုံတက်ရှင်းဖြစ်ပါလေတပီတော်တို့တိကျန်ဘုံကြီးတွေစီးရင်တော့မဖမ်းပါဘူးဗျာခုဘုံကြီးဝတ်တော့ကားတွေဖမ်းနေဘုံကြီးဟာတွေဖမ်းနေဆိုတာတွေကတစ်ဖက်ကဝါရတက်တက်ဖြတ်လာပါခဏကဆိုရတဲ့ရဟန်းတန်ကတော်တို့ဒါမြောက်ပေးတဲ့ပုံစံမျိုးဝါရဖြတ်ခြင်းတော့ဖြစ်ပါလေ အချို့ဆရာတော်တွေကတပည့်တော်ပြောမယ်ခင်ဗျာသခိုင်းမှာတစ်ခါလေးခွင်းကြီးကားတွေခမ်းတယ်အဲ့တော့အကူကြီးတောင်းတော့တပည့်တော်တစ်ခါလိုက်သွားဦးတယ်တေချာစုံရန်ကြည့်လိုက်တော့ไอ้กาจาได้กูรอเลียกูไอ้กาตะสีสไกดราโอจ่อวะลุชิยเนี่ยงาตองตะติ้งหยาเดะพ่อพี่เนี่ยแกยิไจดะลุเจ่แกอะเตชาตองน่ะရှင်พะยะရှင်พะยะกาละตะบี้ดอกุปุ่นเล่นๆเปียวเนาะตะบี้ดอกไล่น่ะไม่ได้ตัวงบ่าวพะยะเดะเจ้ามาพะยะโดก็แท้ไล่ลุตะบี้ดอกบะลุบะลุซอละมะกายอหลูบะพั้นถ่าไล่กูรอก็แกดีตะคอกตอซูยมาดะลุลุเอาเดะดะลุลุเอาเนาะกายอหลูบะบ่ยะไอ้มา နောက်တစ်ချက်ကတပည့်တော်တို့လူတွေကနည်းနယ်ဖုံးကြောင်းနေမှာကားတွေထားတယ်ဗျာအဲ့မှာဘယ်ကြောင်းဘယ်ကြောင်းကြောင်းနိုင်မယ်ကြီးတက်တယ်ဗျာအဲ့တော့အဖိုးကြီးတွေအဲ့ကသိရဆိုမသိရဘူးမကောင်းကြောင်းဖို့ဆိုတဲ့ပုံစံမျိုးဗျာနောက်ဖုံးကြီးတွေကိုအတုံးချတာတာလိုင်းစင်တွေကိုတက်နံပါတ်ဝိုင်းတက်ပြီးမောင်းတယ်ဗျာအဲ့တော့လမ်းပေါ်ထွက်လာတော့ဖမ်းတယ်ဗျာအဲ့တော့ပကားပိုင်ရှင်လာခဲ့ဖုံးကြီးတေချာဖုံးကြီးကလည်းသူသားမဟုတ်ပြောတော့ကဲဖမ်းပြီပေါ့ဒါမျိုးတွေပါတောင်ကြီးမှလည်းခုံကြီးသူသွားပဲကားတွေကိုတာလိုင်းစင်နံပါတ်ဝိုင်းတက်တိုက်ပြီးသူစီးတယ်ဖုံးကြီးကြောင်းကကားဆိုမဖမ်းဘူးပေါ့ဥပမာတကယ်တမ်းလူတွေရဲ့ကားတွေပါဘယ်ဖုံးကြီးကမှ မဖမ်းပါဘူးပဲဘုန်းကြီးကမှလည်းဖမ်းတာပေါက်ကူတော်အနေနဲ့မကြောက်ဘူးလေးပါဦးနော်အဲ့တော့အပြင်ထွက်ရင်လည်းဆရာတော်ကြီးကိုကောက်ကိုပါလာပေါ့ဘယ်သူမှအဲ့လောက်ကြီးတော့မလုပ်ပါဘူးနော်လူတွေကဘုန်းကြီးလေးကိုအတုံးချတာအဲ့တခုလဲတာပြောချင်တာပါနော်ဘုန်းကြီးတွေဆရာတော်တွေအနေနဲ့အတုံးချမခံပါနဲ့လို့ပဲဒီလိုတော့ပြောချင်တယ်နော်ဦးဇင်းတို့ကတခါတလေရဒါဦးဇင်းပြောခဲ့ရပါပြီရွယ်ဘူးလို့ခန္ဓာဆိုင်ရာတချို့တွေကဝတ်တော့ကမစီးလို့ကိုမရအောင်မရှင်ထွက်တဲ့အခါမှာအဲ့ဝတ်တော့ကနေတော့မှကိုအဆင်ပြေမှာအရေးကြီးလုပ်ငန်းလုပ်တဲ့ခါမှာလည်းဝတ်တော့ကနေကိုဒါတော့နားလည်မှုရှိမှကိုဖြစ်မှာ ။ဘာဖြစ်လို့ဆိုလိုင်စင်ကားနဲ့ဆိုရင်အတက်အန်နေဆိုရင်အတက်အန်နေချောချောက်ခံရတယ်လို့။နောက်တစ်ခုပဲကြာဆိုင်ကယ်တွေကြာလိုင်စင်လုတ်ပေးလိုက်။ဆိုင်ကယ်တွေလိုင်စင်လုတ်ပေးလိုက်။အဲ့လိုဆိုင်ကယ်တွေကိုလိုင်စင်လုတ်ပေးလိုက်လို့ရှိရင်နိုင်ငံတော်ရဲ့ဘတ်ဂျက်ငွေလည်းရတယ်။နိုင်ငံတော်ရဲ့ဘတ်ဂျက်ငွေလည်းအဆင်ပြေတယ်။အဲ့လိုမလို့ဖ ೇನೆ ဆိုင်ကယ်တွေဖက်ပြီးမွေးရီထဲမှာထားမယ်ဆိုအဲ့ဆိုင်ကယ်တွေကျက်စီးသွားတယ်နိုင်ငံတော်တို့လည်းအကျိုးမရှိဘူးနောက်ဆုံးတိုင်းဂျိုတဲ့ကြောက်သွားမယ်ဒါတွေကိုလည်းအောက်ကလူကြီးတွေတင်ပြမှာအစိုးတင်သွင်းရမှာဘာဒါလိုဒါလိုဖြစ်တယ်ဆိုင်ကယ်တွေဒါလိုမကွာ ဆိုင်ကဝတ်တော့ဆိုင်ကလိုင်စင်ထုတ်ပြလိုက်ခိန်းတဲ့အရာမို့ခိန်းတဲ့အရာမို့အဲ့ဒါထုတ်ပြလိုက်ရနော်ကားဆိုတော့ကျွတ်တော့မပြောတယ်မဆုံးခဲ့မဆုံးဖြတ်တယ်ဘူးဗျာနော်ကားဆိုတော့ဥစဉ်တော့မဆုံးဖြတ်တယ်ဘူးဆိုင်ကလေးလိုင်စင်ထုတ်ပြလိုက်ကိုအများကြီးအဆင်ပြေပါနော်အဲ့တော့နောက်ဆုံးပြောချင်တာတော့ပင်ရနမလေးလှုပ်လက်စားတွေအိမ်ထဲတွေကိုတော့ဗျာအဲ့လိုကြည့်တော့မြဲဆက်ကြပါနဲ့ဆိုပြီးပြောချင်ပါတယ်နော်မြဲဆက်ကြပါနဲ့ဆိုပြီးပြောချင်ပါဖြစ်လို့ဆိုတော့သူတို့မှတနေ့လုံးမှတနေ့စားထားတလားကြပါမယ်ဆိုရင်လည်းအရန်ကြီးနင်းလာတယ်မိသားစုတောက်မှာနော်ဒါဆိုဝေးပူကြီးလည်းမဟုတ်ပြစ်မှုကြီးကျူးလွန်လာလည်းမဟုတ်တဲ့အတွက်ကြောင့်နော် ခင်ဗျားတို့ကလူကြီးတွေကခင်ဗျားတို့ကကဲကဲခန္ဓာဆိုင်အားလုံးမို့ခင်ဗျားတို့ကကဲကဲရက်ွက်လူတွေခင်ဗျားတို့ကဒီမဟုတ်မဖြစ်စလောက်အာနာလေးရပြီဆိုတော့ခင်ဗျားတို့ကအဆန်းအစွမ်းတအားပြကြတာနော်အဲ့တော့ကိုရက်ွက်ကိုဟာနဲ့အဆင်ပြေအောင်နေကြပါလို့ပဲဥစဉ်မှာပြောချင်တဲ့နောက်တစ်ချက်ကဟိုတော့ကန်ကြီးကုန်းဥက္ကဋ္ဌပေါ့နော်ကန်ကြီးကုန်းဥက္ကဋ္ဌဒီမျိုးဝင်းပေါ့ဒီမျိုးဝင်းဆိုတာကအကြည့်ပြောတာတော့မဟုတ်ပါဘူးကဲစင်းဆေးရမယ့်အခါမှာသူ့ကိုလှမ်းခေါ်တယ်နာယီခွဲလောက်မှာ तू ကသူ့အောက်ကဒီအနီထောက်ခံတဲ့သူ့အလုပ်ချင်းကအနီစီယုံရေးသမားကအရင်တိတယ်သူကလာတော့မှတင်မျိုးအုပ်ကြီးကအဲစင်းဆရာမှတိတယ် အဲ့တော့ခင်ဗျာဗျာအဲဆင်းစစ်တဲ့အခါမှာအုတ်ကြီးတွေကကြိုးပြီးမှတိကျနေတာပေါ့ဗျာနော်ဆိုအုတ်ကြီးတွေကြိုးပြီးမှပြောရင်ကိုပြီးမှအဆင်ပြေပါမယ်နော်ကလေးတွေကဘယ်သူကဒီရဲရဲတောက်ကအဲဆင်းစစ်မောင်ကိုကြိုးတိတယ်ဆိုတော့ကလေးတွေကဘယ်လိုက်ရတော့ပါမလဲအဲ့တော့နော်အကုန်လုံးလဲဒါဌာနဆိုင်လူကြီးများကြီးလဲဥပမာပြောချင်တာပါညအဲဆင်းစစ်တဲ့အခါမှာအုတ်ကြီးတွေကိုတော့အုတ်ကြီးတွေကိုတတိမပေးဘဲနဲ့ဒီရဲရဲတောက်အနီးတွေကိုတတိပေးမယ်ဆိုရင်ကိုတွေတွင်ကိုတူးတယ်လို့ပဲလို့ဦးစင်းကတော့တက်ချင်ပါလေဗျအားလုံးတာပါပဲဗျ